ဖြစ်လာမဲ့လူငယ်တွေအတွက်နဲ့အခုလက်ရှိမိဘတွေနဲ့ဟိုလုပ်ငန်းရှင်တွေအတွက်နော်အဲဆိုနောက်ပြီးစီးပွားရေးလုပ်ငန်းရှင်ဆိုလေခါတဲ့ဟိုဘယ်လိုလဲဆိုကျမတို့ကအဲ့လိုဟိုတချို့တွေကလေသူတို့ငါဖို့ပဲနော်ငါဖို့ရငါစာချမယ် speculative နဲ့လုပ်ပြီးချမ်းသာရင်ပြီးရောပြီးရင်ပတ်စံယူပြီးတော့နိုင်ငံခြားသွားနေကြမှာအခုဆိုလဲဘာကောက်ထွက်နေကြတဲ့လူတွေအများကြီးပဲမဟုတ်ဘူးကိုကရေရှည်အတွက်လုပ်ရမယ်ကိုပတ်စံနော်ဟုတ်တယ်မလားရေရှည်အတွက်လုပ်ရမယ်သူ ဟိုကိုယ့်ရဲ့ဟိုနောက်လာနောက်သားတွေအတွက်ကိုတိုင်ပြီးနောက်လာနောက်သားတွေအတွက်ရင်းနှီးရမယ်ဟုတ်တယ်မလားပညာရေးကျမ်းမာရေးနောက်ပြီးတော့စီးပွားရေးမှာအစနော်ဒီအဲ့တော့ဟိုဟိုမှာဆိုရင်တရုတ်ပြည်ကဆို public ရှိတယ် government ရှိတယ် public ကိုသူကပတ်စံနေပြီးတယ် the public ကမလေး EV ကထောက်တာ200ကျော်လောက်ရှိတယ်အဲအစိုးရဆူတယ်နင်တို့200ကျော်လောက်ဈေးတွေပြက်နေပြီတော်ပြီပေါ့နောက်တော့ တခြားရင်းလုံးမဲ့ဟာကြတော့သူတို့ကမလုံချင်ဘူး EV ကကြတော့လုံချင်တယ်တရုတ်တရားတယ်အတူတူပဲလေမမပြရလူတွေလည်းငါပွက်ရပဲငါစားကြတယ်မဟုတ်ဘူးအဲကြအဲကြတော့အရင်ကနေပြီးတော့အစိုးရကကြတော့အစိုးရကကြတော့ရေရှည်သူတို့အနစ်နာခတ်ပြီးရေရှည်ဟာဒီလုတ်တယ်တရုတ်အစိုးရဘာကြောင့်ဆိုပုဂ္ဂလိကမလုတ်ဘူးလေအဲ့လိုမျိုးပေါ့ပုဂ္ဂလိကနဲ့အစိုးရနဲ့လို့တွဲပြီးတော့အဲ့လိုတိုင်းပြည်ကိုတီထောင်ရမှာ ပုဂ္ဂလိကကြီးပဲလွတ်ထားလို့လည်းမပြည့်မဖြစ်ဘူးအစိုးရကြီးပဲဆိုလည်းနေဟဲပဲဖြစ်မှာမဟုတ်ဘူးအာနော်ပိုင်းချင်းမရှိဘူးလေအစိုးရကြတော့ဟိုလူကလက်စားပြီးယူသွားလိုက်ပဲအဲ့တော့ FDI ဆိုတာအင်မတန်မှဟိုတတော်ကြီးလောက်အောင်ပါ FDI တွေလာဖို့ကိုဘာကိုလည်းအများကြီးလောက်အောင်ပါပမာဏ် ဟုတ်ကဲ့အခုအန်တီရှင်းပြသွားတယ်ဖြေချပေးသွားတာတွေကလည်းအများကြီးပဲပေါ့နော်တော်တော်လေးလည်းဘုဒ္ဓရဆိုင်လည်းရှိပါတယ်ဒါကတော့မယံကုန်းမျိုးနယ်ပြည်သူ့လွတ်တော်နေရာကိုတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်တိုင်မဲ့ဒေါက်တာခင်ခင်ကျော်ဖြေချသွားပေးတာတွေဖြစ်ပါတယ်တိုင်းပြည်သူပြည်မှာဆိုလို့ရှိရင်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ပညာရေးစင်တန်းမြင့်မားဖို့တွေကအများကြီးလိုအပ်တဲ့အကြောင်းကိုလည်းပေးသက်ကြီးလဲနာလဲမယ်လို့ယူဆပါတယ်တိုင်းပြည်သူပြည်ကိုတိစောက်တဲ့အခါမှာရွေးကောက်ပွဲတွေမှာရွေးချယ်တဲ့အခါမှာပညာတတ်တွေလွတ်တော်တဲ့များများရောက်ဖို့ကလည်းအရန်ကိုရည်ကြီးတဲ့အချက် ဖြစ်ပါတယ်ရှင်ဆိုတော့ဒါကြောင့်မို့လို့မယန်းကုန်းပြည်သူများအနေနဲ့ကလည်းမဲဆန္ဒရှင်ပြည်သူများအနေနဲ့ကလည်းအာလူမှန်နေရာမှန် right person right place ကိုရွေးချယ်နိုင်ဖို့အတွက်ကိုလည်းအာစေနာထားပြီးတော့တိုက်တွန်းပေးပါတယ်ရှင်မြန်မာ nation wise